네 여기는 만달레이 만달레이에서 약간 남쪽으로 떨어진 빨레이라는 어, 곳입니다 여기도 지진 피해가 굉장히 심각하다고 해가지고 지금 왔고요 여러가지 구호물품이나 앰뷸런스들이 속속 도착하고 있는 모습입니다 네 지금 이쪽이 지진 피해 현장인 것 같고요 작은 동네인데 네 동네가 전체 지진으로 집안이 약간 가라, 무너져 내린 것 같습니다 그래가지고 여기 있는 집들이 지금 모두 파괴가 된 상, 태고요네 네, 이렇게 지진으로 집을 잃으신 분들이 26가구 정도 되는 것 같습니다 26가구 26가구 중에 어, 세 분은 어, 안타깝게도 목숨을 잃으셨다고 합니다 전체 마을 전체가 파괴된 모습입니다 지금, 보시, 지금 보시면은 여기가 이 평지였다고 합니다 이렇게 평지였는데 무너져 내린 거예요 밑으로 그러니까 원래는 일직선 평지였다고 합니다. 네. 참호권 현장이 이렇게 보여요. 여기는 이제 줄로 이렇게 막아놨기 때문에 더 이상 가는 건 위험할 것 같습니다. 니 말리, 니 말리 얘기할까요? 아. 봐라 엄마 애들안마도 왜이나 봐라 이 칼리 칼리 데레 시켜달라 디마 야이마 아, 홀라. 미터도 알로 안 씹게 해라. 미터도 티카인대로 나와대로 못 씹을라. 아마 미다소에 알로 안 씻겠라. 미다소에 알로 강내 창내 배치 와. 아때 별로 올래 갈래 내가. 갈래야 뭐 올래. 어. 와 차올라. 차올라. 어. 알론 배만 해 있잖아 래하고. 델리마. 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 베네 하우실래 하고 아저도 내가. 리타 둘라이. 리타 둘라. 리타 둘라이 코나우. 뭐에 니 라이네야. 아. 오케이, 오케이. 아, 뒷마늘이다. 음. 봐봐. 아마 아, 얘가 코리아, 코리아 미얀마루며 돼, 알로 수비더. 전는 오뽀빼, 로아떼네, 아마 똥빼에 막 뼈를 올리? 유라다 봐. 그 아식빼에 되네, 아마 똥빼에 봐. 아, 오케이, 나의... 오케이. မှာပါလေဆွဲလာပါပြီဒါလေးတွေဆိုတော့ကိုပါလို့ဘုရားသနာပြည့်ကြပါလေโอเคပါအရှင်ပြည့်ပါစေမြတ်မြတ်โอเคโอเคအခုမင်္ဂလာပါအခုရင်းကဖေမဖေမလဲကျွန်တော်အရန်ဒါပါခင်ဗျဒီမှာဟုတ်ကဲ့ဟုတ်ကဲ့ဒါလေးပါခင်ဗျဟုတ်အခုဘီသဆုအလုံးအရှင်ပြည့်လာမသိဘူးဟုတ်စင်တော့ပြေးပါတယ်ခင်ဗျာသူတို့ဟိုလူတဲ့တန်းတဲ့ဟာလေးတွေနဲ့စားလို့တောက်လို့တော့ရပါတယ်ခင်ဗျာနော်သုံးသွားတယ်မိသားစုရှိတယ်လို့ကျွန်တော်စားလို့လေဟုတ်ကဲ့ခင်ဗျာဖေလို့ဖေတူသုံးသွားတယ်မသိဘူး ကျွန်တော်ကကြာတော့တမိ73နှစ်အရွယ်ပါနောက်ပြီးကြာတော့ကျွန်တော်ရောက်ခမကြီးကကြာတော့52နှစ်အရွယ်အပြူကြီးပေါ့နော်โอเคโอเคကျွန်တော်ရောက်ဖာကြာတော့3နှစ်ရွယ်ตาလေးပေါ့နော်โอเคโอเคသူကကြာတော့ဟိုမန်းလေးကနေပြီးတော့ဒီကိုအလဲလာတာပဲရှိသေးတာတနားလောက်ပဲကြာတာပေါ့နော်အခုကျွန်တော်တို့ကကြာတော့ဒီနှမ်းကျဲရမှာမို့လို့နှမ်းမျိုးလေးတော့ဝယ်နေတော့ဝယ်ပြီးတော့ပြန်လာရတော့ကြာတော့လမ်းမှာ သူရမအေရနဲ့ပြီးတော့ကလေးတွေစားဖို့လို့အကြော်ဝယ်ဦးမယ်ပေါ့နော်။ဟုတ်။အဲ့မှာတင်ကျွန်တော်တို့ကလှုပ်တာမှုပြူးတာလည်းလှုပ်တယ်ပေါ့နော်။အဲ့မှာတင်မှုပြူးဖို့လည်းအားလှုပ်တော့နှောက်ချီလာချတော့ကြတော့အဲ့နှောက်ချီကိုဗေနားလေးကိုချမလဲဆိုတော့တော့ကျွန်တော်မျိုးသမီးကဟိုတောင်ပြားမှာရွာထိပ်မှာနေခဲ့ရတဲ့ကြော်ဝယ်နေလို့ကျွန်တော်ဟိုမြောက်ဖြားလေးမှာအဲ့မှုပြူးဖို့အတွက်နှောက်ချီတွားပြီးတော့ထွေလာကြီးနေရာချမဲ့နေရာတွားပြပါပေါ့နော်။ဟုတ်။အဲ့ရနေပြီးတော့ကျွန်တော်ချပြီးပြီးခြင်းပဲ။ ဟိုထွေလာကြီးမှပေး20လောက်ရှိသေးတယ်နောက်ကကန်းငရင်လှုပ်ပြီးတော့ပြူကြတာပြူကြတာနဲ့နေပြီးကျွန်တော်လည်းအဲ့တက်ပြေးတာဗောနော်တက်ပြေးမှောက်ရလဲလဲပါတယ်လဲတယ်နောက်ကျတော့တက်ပြေးလာတယ်လမ်းမော်လဲရောက်တော့ဒီနားလေးမှာလူကများနေတော့ကျွန်တော်ဟိုကနေပြီးတော့ဒုံးမဲဒီနားကိုပြန်လာခဲ့တာဗောနော်ပြန်လာခဲ့တော့ကျဒီနားရောက်တော့ကျတော့ဟိုကဗောနော်အမေဗောဟိုကလေးတွေဘယ်မှာတော့လို့ကျွန်တော် မေးတော့ကျတော့အမေက ဟိုအဲသူတို့လွန်လွန်များတို့တော့ဒီအိမ်ထဲကိုပါသွားတယ်ဗောပါသွားတယ်ဆိုတော့ကြာကျွန်တော်ကနေပြီးတော့အမေဘလို့လောက်ပါသွားတာတော့ဘယ်နာလေးတုံးဆိုတော့သူတို့ထမင်းစားမလို့လုံနေတယ်ဗောနော်ဟုတ်အဲ့အနေနဲ့နေပြီးတော့ကျွန်တော်ကအဲ့မှာတဲ့ကျွန်တော်အဲ့ကြိုက်တဲ့ဟိုဟိုကျွန်တော်မျိုးသမီးကလည်းအဲ့ပြေးလာနဲ့ရောက်လာနဲ့ကျွန်တော်အကြက်တဲ့ခုံချပလိုက်ခုံချပြီးတော့ဟိုကျွန်တော်သမီးလေးတို့အဲ့သူတို့တို့လိုက်ပြီးတော့နာမည်ခေါ်ပြီးတော့ခေါ်ကြည့်ရပါတော့ဟုတ်ခေါ်ကြည့်တော့ကြတော့အဲ့မှာတဲ့သူက အတန်းဘလို့မှမကြဘူးမကြတော့じゃကျွန်တော်လည်းကြည့်လိုက်တော့じゃဒီအင်ကဟိုဗါတဲ့ခါနေပြက်ကြသည်အတွက်ကကျွန်တော်သားသမီးတွေအသက်တော်မရှင်နိုင်တော့ဘူးလို့ကျွန်တော်မိန်းမကိုကျွန်တော်ပြောတာကျွန်တော်ဟိုတောက်လျှောက်လိုက်អော်တယ်ပေါ့เนาะဘလို့မှလည်းအတန်းမကြတော့ဘူးလေပြန်မထူးနိုင်တော့ဘူးဆိုတော့じゃကျွန်တော်ပြောလိုက်တယ်ဟိုကျွန်တော်မျိုးသမီးကိုမသိရင်လို့ဒီဟာလို့ငါတို့သမီးတွေတို့အသက်မရှင်နိုင်တော့ဘူးလို့အင်ကဘာဖြစ်လို့တော့ဆိုတော့လို့ ခါပြက်ပြီးတော့ညှက်ရိုက်တလို့ဖြစ်နေတာလို့အဲ့မှာတင်ကသူကဘလူနီးနဲ့ပဲဖြစ်ဖြစ်ကလေးတွေအောက်မှာပဲခံရပြီလို့ကျွန်တော်အတိုင်းပြောပြီးတော့အဲ့နေပဲကျွန်တော်ခေါ်ဘူးလို့ရဟိုဟာပေါ့နော်လူတွေလိုက်ပြောပါတယ်ကုညီတောင်းတယ်အဲကုညီတောင်းတော့ကြတော့လဲကျွန်တော်ကရိန်းနေပါတယ်သွားငားတယ်ဒီအင်ကလည်းအဲ့ဘက်မှာနည်းနည်းလေးဒီဟာကြီးကလည်းနည်းနည်းမိုးနာဟုတ်နောက်ထပ်လှုပ်ရင်ပြိုကျရင်ရှာနေတဲ့လူတွေပါခံရမှာစိုးလို့ဟုတ် အဲ့မှာလည်းနောက်ကြတော့ဒီအိမ်ကိုအရင်ဆုံးဟိုထောင်နေတဲ့ဟာတွေဟိုဘက်ကိုင်းနေတဲ့ဟာတွေကိုရင်ဆွဲလဲမှရမယ်ဆိုအဲ့ဒါနဲ့အဲ့အိမ်ကိုဆွဲလဲနေတဲ့ဟာဟိုကဆွဲလဲပလိုက်တာပေါ့ဟိုဟိုဘက်ကိုငိုက်နေတဲ့ဟာတွေကိုကျိုးနဲ့ဘေးဆွဲရွှေ့လိုက်တာဝိုင်းပြီးတော့လူအများကြီးနဲ့ဝိုင်းပြီးတော့ဆွဲရွှေ့လိုက်ဟုတ်အဲ့ရွှေ့လိုက်တဲ့အချိန်ကျမှကျွန်တော်တို့ဒီဟိုဟာကိုအဲ့အောက်ကိုဆင်းပြီးတော့ရှာကြတာပေါ့စပြီးတော့ရှာတော့ကြတော့ဟိုနောက်ကြတော့ကျွန်တော်ကစနစ်ကျော်လောက်ကြတော့ ကျွန်တော်သမီးကိုကျွန်တော်ပြောတယ်ပေါ့နော်သမီးရေပေါ့အဖေကဒီနေ့တွေ့ကိုတွေ့မှဖြစ်မှာပေါ့နောက်နေ့ဆိုရင်ကင်လို့ရမှာမဟုတ်ဘူးလေအဆင်ပြေမှာမဟုတ်ဘူးလို့အဖေကိုလို့အနံလေးဖြစ်ဖြစ်ပေးပါလို့နော်ဟုတ်အဲ့လိုပြောတော့ကြတော့ကျွန်တော်ကအဲ့မှာတင်း၄ချက်လောက်ရှိသေးတယ်အုပ်ကို ထုဖြတ်ပြီးတော့ဖယ်လိုက်တာရှိသေးတယ်အနံအထွက်လာတာပေါ့နော်အနံထွက်လာတော့ကြအဲ့မှာတင်းကျွန်တော်ကလည်း ကဲလို့အဲ့ဆိုလို့ရှိရင်လို့ကိုကြီးလို့တွေ့ပြီလို့ငါဒီနားမှာအနမ်းတော့တွေ့ပြီလို့ဒီနားမှာပဲကလေးတရားရှိမှာလို့ဆိုတော့အဲ့မှာနေသူကနေပြီးတော့အေးအဲ့ဆိုလို့ရှိရင်လည်းဒီနားလေးကိုရှာမဲဆိုဒီနားလေးကိုဆက်ရှာနေတော့ရှိသေးတယ်အခါတောင်းလောက်နေတနာကြီးလောက်ပဲတခါထပ်ပြီးရရှာသေးတယ်ဟိုအုတ်တွေပါတွေကထုဖြက်ပြီးလှန်သေးတယ်တခါငရင်ကလှုပ်လိုက်ပြန်ရောငရင်လှုပ်တော့ကြာအကုန်လုံးပြန်တက်သွားပြန်ပြန်တက်သွားတော့ကြာတော့သူက ဟွာတဲ့တနာကြီးကြော်လောက်ကြရင်ငရင်ကလှုပ်မှရှိသေးတယ်တဲ့ဆိုတော့အဲ့မှာတဲ့ကျွန်တော်ကပြန်တက်လာတာတက်လာပြီးခဏဆောင်းလိုက်တာ15မိနစ်လောက်နေတော့တနာကြီး15လောက်ကြတော့ဟိုရောက်ဖတ်ဖြစ်သူကဆင်းတော့မယ်ကွာတဲ့သူပါသူဘာဖြစ်ဖြစ်သူရောက်ဖတ်ဖြစ်သူကအရင်ဆင်းသွားပါတော့ရှာတော့ကြတော့တနာကြီး15လောက်ပဲရှာတာကျွန်တော်ဟွာလောက်ကြတော့တွေ့တာ3နာရီလောက်ကြတော့တွေ့တာပေါ့နော်အဲ့မှာနဲ့ဖိင်းဖိင်းနဲ့တွေ့ကျွန်တော်သမီးကိုအရင်တွေ့တယ်ဟောကလေး နှစ်ယောက်ကပေါ်ရောက်တော့ကျတော့၄နာရီလောက်ရှိပြီ။ဟုတ်။နောက်ဆုံးတစ်ယောက်ကျတော့၄နာရီခွဲ၅နာရီလောက်မှဒီပေါ်ကိုရောက်တာ။အမကြီးကကျတော့သူကဟိုလိုမျိုးလေကျွန်တော်မကြီးကကျတော့ဟိုကတကားနဲ့ရောပြိနေလို့နည်းနည်းချိန်ပိုးကြတယ်ပေါ့။ဟုတ်။တွေ့တာကတော့၃ယောက်တလုံးအနားမှာပဲတနေရာထဲမှာပဲဖက်ရက်တွေ့။အဲ့ကြမှာသူကလည်းဒီပေါ်ကိုရောက်လာတယ်ဒီပေါ်ကနေမှတခါဟိုမှာသွားပြီးတော့နေခြင်းမဲ့တကြူလိုက်ရ။ဟော။ကိုသမီးကိုသာကိုက ဟိုဘဝကူမကောင်းမှဆိုလို့ကိုကစိတ်ပူနေရပါတော့နော်ဟောဟိုကကျွန်တော်တမိရဲ့ကျွန်တော်တို့ကိုစိတ်ပြန်ပူဟွာပေါ့ပရိုက်တသမားဟိုဟွာပေါ့နော်ပရိုက်တသမားသူကချိတ်ပြီးတာပေါ့နော်သူကပေးမန်းနေလို့နားမလို့နားမလို့ကျွန်တော်တမိကအိမ်မှာသွားပေးတယ်နားနေပေါ့မမရဲ့မနားပါနဲ့ပေါ့ကျွန်တော်ဖိနေမေအနေရလည်းမရှိဘူးပေါ့နော် ဟိုအနေတရားလည်းမဲနေလို့ပေါ့နော်အဲ့လိုမျိုးသွားပြီးတော့အိမ်မထဲမှာသွားပြီးအားတဲ့အဲသူကနေပြောကျွန်တော်တို့လာပြောတော့ပေါ့ကျွန်တော်နားကျင်တာပေါ့နော်နားလို့မရဘူးပေါ့နော်ကျွန်တော်သမီးလေးကိုတော့ဟိုကကိုယ်လေးကောင်းနေကျင်တယ်ပေါ့နော်ကျွန်တော်တို့မိပါတွေနောက်ဆက်မတင်ပါနဲ့လို့သူကအဲ့လိုမျိုးတွေနောက်ဆက်တင်နေကြတော့ဘဝကူးမကောင်းပါဆိုးလို့ပါနော် 저는 알랭이를 수다비 말해. 거기 아까 다 이제 코리아 루면대네. 코리아 루면에 룸데. 미얀마 루면대가 알론 수비 달리. 아까 그냥 루아테네 마톤 베이와 소리다. 저는 그 베이타 대소다. 아까 그냥 저는 아싸 베이와 되나? 아까 그냥 아싱 베이네 아마 톤 베이와. 비도 아팅 따바나? 아까 그냥 아까 그냥 제대로 말해 그냥. 제마 바디 천하 바디 그냥 아니 아긴 로 베이시 마디 그냥. 오케이. 어, 에잉 아싱 베일라. 엥, 엥인가요? 엥야, 다 미야야, 다래 아, 라 아, 더 대답어 <laughs> 아, 실라 아, 아, 네 이제 남은 기금들 정리를 해가지고 여기 피해 입으신 17

မမသေးတဲ့မမသေးမမသေးလိုက်ကျွန်တော်ပဲဩကိုတရားမကြီးပါဦးမြင့်မဦးမြင့်မဟုတ်ကဲ့ဟုတ်ပြီဦးအောင်မြတ်ဆုံးဦးအောင်မြတ်ဆုံးတဲ့ 네, 미얀마의 지진 피해로 많이 고통받았던 만달레이 그리고 사가이 오늘 빨레이 지역까지 여러분들께서 소중하게 전달해 주신 기금 모두 무사히 무사하고 안전히 그리고 잘 전달하고 지금 양원으로 돌아가는 길입니다. 네, 다시 한번 저를 이렇게 믿고서 어, 많은 정성들 보내주신 모든 분들께 정말 감사드립니다. 제가 4월 3일 출발하기 전까지 모금을 받았는데 그 이후로 제가 만달레이 지역에 도착한 후에 성금을 보내주신 분들도 많이 계세요 그분들 성금들 같은 경우에는 제가 이 지진 피해 복구하는 또 다른 곳에 기부할 그런 계획이 있으니까요 그때 제가 다시 잘 사용하고 내역들 자세하게 다시 한번 보여드릴 수 있도록 하겠습니다 네 고통받은 많은 지역도 돌아보니까 느끼는 것도 참 많고 정말 마음이 많이 안 좋은데요 어쨌든 미얀마 분들 끊임없이 보내주시는 그런 구호, 구호 차량들이랑 도움의 손길들 보면서 저도 정말 참 배우는 게 많은 어, 그런 일정이었습니다 네 어쨌든 아무쪼록 미얀마의 지진 피해가 빠르게 수습되고 빠르게 일상으로 돌아갔으면 합니다 그리고 다시는 이런 끔찍한 참사가 반복되지 않았으면 하고 기도합니다. 네. 많은 소원 보내주셔서 정말 감사드립니다. 네, 감사합니다.